ကိုကြီးအိုးရဲ့လောရက်တွေကိုမီဒီယာတွေရှေ့မှာအမှန်အတိုင်းပြောလာတဲ့ရေကဲတုတ်တဲ့ကိုရှိုင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီအင်ဆိုင်ဒါပိချ်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေပြီးခဲ့တဲ့ရက်ပိုင်းတော့အင်တာနက်ပေါ်မှာတော့ရေကဲတုတ်တဲ့ကိုရှိုင်နဲ့ပတ်သက်တဲ့သတင်းတွေက ပြန့်နှံ့နေကြတာဖြစ်ပါတယ်အထူးသဖြင့်ရေကဲတုတ်တဲ့ကိုရှိုင်ကကိုကြီးအိုးကြောင့်အလူငွေတွေကုန်ပြီးတော့ရွာပြန်သွားရပြီဆိုတဲ့သတင်းတွေကအင်တာနက်ပေါ်မှာပြန့်နှံ့နေကြတာဖြစ်ပါတယ် ဒါကြောင့်လေလူတွေကတော့ရေကဲတုတ်တဲ့ကိုရှိုင်းကိုတနာကိယူနာတက်ပြီးတော့ဒေါသဖြစ်ကြပြီးကိုကြီးဦးကိုလည်းအပြစ်တင်နေကြတာဖြစ်ပါတယ်။ရေကဲတုတ်တဲ့ကိုရှိုင်းစုံကစကိုင်းငလင်ပြီးမှပရိုက်တာဂါရီကို သူရောင်းတဲ့ရေကဲတုတ်လေးတွေအခမဲ့လှူရာကနေအင်တာနက်ပေါ်မှာနာမည်ကြီးသွားခဲ့တာဖြစ်ပါတယ်။ကိုရှိုင်းကအစောပိုင်းမှာကလေးက ။ဆွေမရှိမျိုးမရှိမိဘမဲ့တကောင်ကျွဲဘဝနဲ့ရေကဲတို့ရောင်းနေရကြောင်းကြားသိရတာမို့လဲလူတွေကပို့ပြီးတော့စိတ်မကောင်းဖြစ်ခဲ့တာဖြစ်ပါတယ်။ဒီကြားထဲမှာ ရေကဲတို့တဲကိုကိုရှိုင်းရဲ့မုံမြတ်တဲ့စိတ်ထားကြောင့်လူတွေကကိုရှိုင်းစော်ကိုချီးကျူးတိမတ်ပြုပြီးတော့ရေကဲဇက်တီစိုက်ကဲနဲ့တခြားငွေသားတွေလှူဒန်းကြပြီးတော့ထောက်ပံ့ကြတာဖြစ်ပါတယ်။ဒီလိုအချိန်မှာကိုကြီးအိုးဆိုတဲ့သူကပေါ်လာခဲ့တာဖြစ်ပါတယ်။ကိုကြီးအိုးကကိုရှိုင်းနဲ့အတူတူရန်ကုန်မှာစီးပွားရေးလုပ်မယ်၊ခြေအိုးဆိုင်ဖွင့်မယ်ဆိုပြီးတော့မီဒီယာတွေမှာအင်တာဗျူးဖြစ်နေခဲ့တာဖြစ်ပါတယ်။လူတွေကတော့ရိုးသားတဲ့ရေကဲတို့တဲလေးကိုကိုရှိုင်းစော်ကိုတနာကြီးနာတက်ပြီးတော့အားပေးကြပေမဲ့ဘယ်ရောက်မှမသိပေါ်လာတဲ့ ဲ့ကိုကြီးအိုးဆိုတဲ့သူကိုသိအမြင်မကြည့်ခဲ့ကြတာဖြစ်ပါတယ်။အဓိကကိုကြီးအိုးဟာကိုရှိုင်းအလှူငွေရပြီးတော့မှပေါ်လာတာမို့လဲအားလုံးကတတိထားပြီးတော့စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ဒီလိုနဲ့ကိုရှိုင်းနဲ့ကိုကြီးအိုးတို့ကြေးဥဆိုင်ဖွင့်အပြီးမကြခင်မှာပဲကိုရှိုင်းစော်တယောက်ရန်ကုန်မြို့ကနေရုတ်တရက်ရွာပြန်သွားတာဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကကိုရှိုင်းရဲ့အလှူငွေတွေကုန်သွားလို့ကိုကြီးအိုးကပါထုတ်လိုက်တာဖြစ်မယ်လို့ထင်ကြတာဖြစ်ပါတယ်။တချို့လူတွေရဲ့ကောမန့်တွေမှာလဲကိုရှိုင်းနဲ့ကိုကြီးအိုးရန်ဖြစ်ကြတဲ့အကြောင်း ောင်းကိုကြည်ဦးအမေနဲ့အမကကိုရှိုင်းကိုရန်တွေ့ပြီးတော့ကိုကြည်ဦးကကိုတိလက်ရောက်လို့ရွာပြန်သွားရတယ်ဆိုပြီးတော့ပြောကြတာလည်းဖြစ်ပါတယ်။ အစောပိုင်းမှာတော့ဒီသတင်းတကယ်ဟုတ်မဟုတ်မသိကြခဲ့ပေမဲ့လူတွေကတော့ကိုရှိုင်းအလှူငွေတွေကိုယူပြီးတော့ကိုရှိုင်းကိုမိပြီးနာမည်ကြီးအောင်လုပ်တယ်ဆိုပြီးကိုကြီးအိုးကိုစိတ်ဆိုးဒေါသထွက်ကြတာဖြစ်ပါတယ်။အင်တာနက်ပေါ်မှာလည်းကိုကြီးအိုးတယောက်ရှေးကဲတုတ်တဲ့ကိုရှိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးဟိုဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုကိုကြီးအိုးကိုလူတွေပြစ်တင်ကြတာကြောင့်လည်းရှေးကဲတုတ်တဲ့ကိုရှိုင်းကရန်ကုန်မြို့ကိုတက်လာပြီးတော့ကိုကြီးအိုးကြားမှာသူနဲ့ဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုမီဒီယာတွေကနေတဆက်လူသိရှင်ကြားဖွင့်ချလာခဲ့တာဖြစ်ပါ ါတယ်ကိုရှိုင်းကလူတွေနေနဲ့ကိုကြီးအိုးကိုအထင်လွဲကြတာဖြစ်ကြောင်းသူနဲ့ကိုကြီးအိုးကြားမှာလူတွေပြောနေကြသလိုမျိုးဘာပြဿနာမှအကြီးအကျယ်ဖြစ်ခဲ့တာမရှိကြောင်းပြောလာတာဖြစ်ပါတယ်ကိုရှိုင်းက ကိုကျေးဦးကသူ့လူငွေတွေကိုယူသုံးတာမျိုးလည်းမရှိကြောင်းကျေးဦးဆိုင်ဖွင့်လာကလည်းသူ့ပစံ350တာပါပြီးတော့ကျေးဦးဘက်က350ပါကြောင်းအဲ့ဒီပစံတွေကလည်းသူ့အလူရထားတဲ့ပစံတွေမဟုတ်ပဲဆွေမျိုးတွေစီကအတိုးမဲ့ချင်းငါထားတဲ့ပစံတွေဖြစ်ကြောင်းကိုကိုရှိုင်းကကိုကျေးဦးဘက်ကနေကာကွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်ကျေးဦးအိမ်ကနေပြီးတော့မပြောမဆိုဆင်းသွားပြီးရန်ကုန်မှာမနေဘဲရွာပြန်သွားရတာကလည်းသူဟာရန်ကုန်မှာမပြောတော့လို့ရွာပြန်သွားတာဖြစ်ကြောင်းလူတွေပြောနေသလိုကျေးဦးကသူ့အပေါ်မှာအနိုင်မကျင့်ပါဘူးဆို ပြီးတော့ကိုဆိုင်စော်ကမီဒီယာတွေမှာကာကွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဂျီအိုလူတွေအပြစ်တင်နေကြတာကလည်းသူ့ကြောင့်လူတွေအထင်လွဲကုန်တာဖြစ်လို့ကိုဂျီအိုနဲ့သူ့မိသားစုတွေကိုတောင်းပန်မှာအကြောင်းကိုဆိုင်ကမီဒီယာတွေကနေတဆင့်ဖြေရှင်းပြလာခဲ့တာဖြစ်ပါတယ်။ ဒီလိုရှင်းပြနေတဲ့အချိန်မှာကိုရှိုင်းမျက်နှာမကောင်းတာကြောင့်လဲလူတွေကတော့ကိုကြီးဦးဝကိုရှိုင်းကိုအတင်းမီဒီယာတွေရှေ့ထွက်ပြီးတော့ဖြေရှင်းခိုင်းနေတာဖြစ်မယ်။နှစ်ယောက်ကြားမှာပြဿနာတွေရှိနေအောင်မယ်လို့ဆိုပါရည်။ပရိသတ်ကကိုရှိုင်းစုံနဲ့ကိုကြီးဦးကြားမှာဘလို့ပြဿနာတွေရှိရလို့မြင်ကြလဲကောမန်လေးထဲမှာရေးပေးသွားပါအောင်။အစုံကြီးကြည့်ရှုပေးတဲ့အတွက်လဲအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။